ညညမှုကိုအခြေခံပေါ်ပေါက်လာတဲ့ကရင်နှစ်တက်ကူနေ့ကပေးတဲ့သင်ခန်းစာတွေကိုနှလုံးသွင်းပြီးပြည်အောင်စုကြည်တရားဝါပြောအောင်အားလုံးအတူတကွလက်တွဲလှုံ့ဆောင်ကြဖို့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တောင်အောင်ဆန်းစုကြည်ကကရင်နှစ်တက်ကူနေ့မှာတိုက်တွန်းပြောကြားလိုက်ပါတယ်။ဒီဇင်ဘာလ29ရက်နေ့ကနေပြည်တော်ရှိအပြည်ပြည်ဆိုင်ရာမြန်မာကွန်ဗင်းရှင်းစင်တာနှင်မှာပြုလုပ်တဲ့ကရင်နှစ်တက်ကူနေ့အထိမ်းအမှတ်အခမ်းအနားမှာမိကုံပြောကြားစဉ်နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တောင်အောင်ဆန်းစုကြည်ကအခုလိုထည့်သွင်းပြောကြားခဲ့တာပါ။ ကရင်တိုင်းသားတွေရဲ့နှစ်သက်ကိုနေဟာအများကြီးစဉ်းစားစရာသင်ငန်းစာယူစရာတွေရှိကြောင်းကရင်အမျိုးသားနှစ်သက်ကိုနေဟာညီညွတ်မှုကိုအခြေခံပေါ်ပေါက်လာတာဖြစ်တယ်လို့ကောက်တစ်စားပွဲဖြစ်တဲ့အတွက်ကြောင့်ပြောခဲ့တဲ့အတိအပွင့်ရဲ့အကျိုးကိုခံစားရတယ်ဆိုရင်မမနိုင်ကြောင်းဒါကြောင့်အလုံးဟာမိမိတို့လုပ်တယ်လို့အကျိုးကိုသာခံစားရမှာဖြစ်လို့မြန်မာနိုင်ငံအတွက်အင်မတန်မှလေးလေးနက်နက်ထားပြီးသင်ငန်းစာယူသွားရမယ်လို့ဒေါအောင်ဆန်းစုကြည်ကထည့်သွင်းပြောကြားခဲ့ပါတယ်။ကျမတို့လုပ်လို့ပြကျမတို့ခံစားရတယ်။ကောင်းတာလို့ရှိတယ် တောင်းလို့လည်းခံစားရတယ်။ဒါကြောင့်ဒီလိုအားလုံးကဒီလောက်ကတောင်းလို့ပေါ့။ဘာလို့လဲလို့ခုလို့လေဆိုတာအစားလို့ခံစားရတယ်။ဒါလည်းဒီလိုအလုပ်ကိုပြုလုပ်နေစရာ။ဒီမှာဥပမာမျိုးစိတ်တွေကဒီမျိုးစိတ်တွေကိုအားလုံးပြုလုပ်တာ။အားလုံးကဝိုင်းပြီးပြုလုပ်တာ။ဒီမစ်အားလုံးရှင်ရောငါပါမယ်။ဒီမှာပြုတ်ပြီးဆိုင်တဲ့နေရာတော့မပါဘူး။ဒီဟာလေးဒီပြုတ်ပြီးရုပ်ပြုတ်ထားတဲ့နေရာတွေကမပါဘူး။ ဒီတဲ့ညာမှာလည်းအောင်ပေါင်းစားတဲ့ညာမှာကျတော့ဝင်စားလို့ဆိုရင်ဒီစိတ်ကပြေပြီးတော့မျိုးစိတ်ကပေါ်ပြီးပြောရတယ်။ဆက်ကြည့်ရအောင်။ပထမအဦးဆုံးကျဲနေတာလည်းပါ။ဒီစဉ်လေးကိုဒီစဉ်လေးကိုပါ။ဒီတဲ့ညာမှာလည်းနာမပူစားတဲ့ခါကျတော့ဒီညာကလည်းဒီလက်ကလည်း ဆက်လက်ပြီးဒေါအောင်ဆန်းစုကြည်ကတိုင်းရင်းသားများရဲ့နှစ်သက်ကူနေမှာအားလုံးဝိုင်းဝန်းပြီးတော့အတူတကွဆင်နွှဲတာဟာပြည်အောင်စုအတွက်ကောင်းတဲ့လက္ခဏာကောင်းတဲ့နမိတ်ဖြစ်ပေမဲ့နမိတ်ကြီးပဲအားကိုးနေလို့မရပဲကိုလုံးမကိုခန်းစားရမှာဖြစ်ကြောင်းကိုမလုပ်ပဲခန်းစားကျင်နေဆိုတဲ့စိတ်ဟာတိတ်ခါမရှိပါဘူးလို့လည်းထည့်သွင်းပြောကြားခဲ့ပါဗျာ။ဒီကမကြာခဏဘုရားပြေးပါလားနိုင်ငံရေးပညာရှင်တွေပြောကြတာဟာနိုင်ငံရေးလုံစားတဲ့လူတွေကနောက်ရောက်တော့ပြောကြတယ် နိုင်ငံအတွက်လုပ်ခဲ့ပြီးရောနောက်မျိုးဆက်တွေစဉ်းစားလို့ဟိုကျွန်တော်တို့အားလုံးဟာနောက်မျိုးဆက်တွေအတွက်စဉ်းစားပြီးတော့အပြင်မျိုးသားများရဲ့တောင်မှချက်ဖွဲ့ကောင်းတဲ့နှစ်သိက္ခာပေးတဲ့သင်ခန်းစာကိုနှလုံးသွင်းပြီးတော့အားလုံးအပေါ်နဲ့တွဲပြီးရှီအောင်တို့ဒီခိုင်မာတရားဟောပြအောင်လို့ညွှန်ကြပါစေလို့ဆုတောင်းနေပါတယ် ညညရေးငိမ့်ချင်နေပြည်အောင်စုကြီးတာယာဝါပြောရေးကြအလုံးဝိုင်းဝန်းလှူဆောင်မှာကနောင်လာမယ့်နှစ်တွေမှာနှစ်သက်ကိုချင်းသားမှာကတရချင်းတိုင်းမှာပြိုးခဲ့တဲ့ပြိုးပင်တွေကရရှိလာတဲ့အသည့်ပွင့်တွေကိုခန်းစားရမှာဖြစ်ကြောင်းယခုအချိန်မှာပြိုးခဲ့တဲ့ငိမ့်ချင်မျိုးစေးတွေရဲ့အသည့်ပွင့်တွေကိုနောင်လာနောင်သားတွေအနေနဲ့ KSS စံစားခန်းစားရမှာဖြစ်တယ်လို့လည်းနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တောင်ဆန်းစုကြည်ကပြောကြားခဲ့ပါတယ်။ယခုနှစ်ကရင်နှစ်သက်ကိုအခမ်းအနားကိုနေပြည်တော်မှာပြုလုပ်တာဟာပထမဆုံးအကြိမ်ဖြစ်တယ်လို့သိရပြီးဒီခန်း နာကိုပြောင်းစုလွတ်တော်နိုင်ရကမန်းဝင်းခိုင်တန်ပြည်ရေးဝင်ကြီးဒုတိယဖိုးချုပ်ကြီးကျော်စွေကာကွယ်ရေးဝင်ကြီးဒုတိယဖိုးချုပ်ကြီးစိန်ဝင်အမျိုးသားလွတ်တော်ပြည်သူလွတ်တော်တို့မှဒုတိယလွတ်တော်ဩဂထရီလွတ်တော်ကိုယ်စားလှယ်ရီကရင်တိုင်းသားလူမျိုးတွေနဲ့ပြည်သူတွေတက်ရောက်ခဲ့ကြပါတယ် လူလဲ့ရေးရာစင်ကစပြီးနှစ်ပေါင်း60ကျော်လောင်ခဲ့တဲ့ပြည်ရင်းစစ်မီမကြမီကာလမှာငိမ့်စေရမယ်ဆိုတဲ့မျှော်လင့်ချက်ရှင်တန်ယုံသားမကအကောင့်ထဲပေါ်လာဖို့ဇွဲလုံးလာဝရိယရုနဲ့တိုင်းသားအလုံးကြောင့်အပြန်အလှန်နားလည်မှုယုံကြည်လေးစားမှုတွေပြုစုပြောထောင်ကြဖို့နဲ့ယခုနေ့ဆိုင်လိုက်တဲ့ငိမ့်ချန်ရေးပြုပင်လေးတွေဟာနောက်နှစ်မှာငိမ့်ချန်ရေးကောက်သစ်စားပွဲကြီးကိုပြည်အောင်စုတဝန်းဆင်နွှဲနိုင်ကြပါစီလို့လေဒေါ်ဆန်းစုကြည်ကကရင်အမျိုးသားနှစ်သက်ကူနေတဝင်လာမှာထည့်သွင်းပြောကြားထားပါတယ်